ဟုတ်ကဲ့များအလုံးမင်္ဂလာပါ clock ကနာနေပြန်လဲကြိုးစူလိုက်ပါတယ်ကျွန်တော်တို့ဒီတစ်ပတ်ကျွန်တော်ကြားရတဲ့ champion league ပွဲစဉ်မှာတော့ကျွန်တော်ပွဲကြီးပွဲကောင်းတပွဲရတော့ကျွန်တော်တို့ပြန်လဲပြီးတော့စောင့်ကြိုနေရလို့ပြောလို့ရတယ်ညကျွန်တော်တို့ပွဲကြီးပွဲကောင်းတပွဲဖြစ်တဲ့ inter milan နဲ့ liverpool သင်းရတော့ကျွန်တော်တို့ liverpool ကတော့ away ကမှာတွားရောက်ရှင်မဲနဲ့ပွဲမှာတော့အနိုင်ပွဲကိုပုံဖော်ထားပြီးတော့ပွဲကြီးပွဲကောင်းတပွဲကိုတော်တော်လေးမှကြည့်ရတာကောင်းမွန်တဲ့ပွဲပွဲကောင်းတပွဲလို့တော့ပြောလို့ရတယ်ဒီတော့ကြောင့်ဒီညမှာဆိုရင်တော့ကျွန်တော်တို့ ပွဲကြီးပွဲကောင်းတပွဲကဆက်လက်စောင့်ကြုံနေတယ်လို့ပြောလို့ရတယ်အထူးသဖြင့်ဒီညပွဲမှာဆိုရင်တော့ကျွန်တော်တို့အဲချန်ပီယံရဲ့ချန်ပီယံလေးရဲ့ချန်ပီယံဖြစ်တဲ့ရီယယ်မက်ဒရစ်အသင်းနဲ့တစ်ခါကကျွန်တော်တို့မန်ချက်စတာစီးတီးအသင်းတို့ရဲ့စုံတွဲမှုကတော့တော်တော်လေးဥမာကြည့်လို့ကောင်းမဲ့ပုံစံမျိုးတွေရှိနေတယ်လို့တော့ကျွန်တော်အမြင်နဲ့ဒီပွဲလေးကိုတော့ညနှစ်နာရီခွဲမှာရှင်ပြိုင်မှာဖြစ်ပြီးတော့ဘယ်တင်းရများကျွန်တော်နိုင်ပွဲတွေကိုပြန်လဲပုံဖော်သွားနိုင်မယ်ဆိုတာတော်တော်လေးဥမာကျွန်တော်ရင်ခုန်စိတ်လို့ရှားတယ် ကောင်းနေတယ်လို့အမြင်နဲ့ဒီပွဲလေးကိုတော့ကျွန်တော်ရဲ့ YouTube မှာ like လေးရှိတဲ့အတွက်ကြောင့်ညီကိုရီအနေနဲ့ဒါရောက် join ပြီးတော့ကျွန်တော်တို့ join နိုင်ပါတယ်ဆိုတော့ကြောင့်ဒီနေရာနေပြီးတော့ပြောကြလိုက်ပါတယ် Okay အဲ့ဒါဆိုဗီဒီယိုလေးမဆောက်ခင်ကျွန်တော်ရဲ့ YouTube channel လေးကိုညီကိုရီအနေနဲ့ like and subscribe မလုပ်ကတည်းက like and subscribe လုပ်ပြီးကုညီပေးသွားလို့ရပါတယ် Okay အဲ့ဆိုဗီဒီယိုလေးကိုစလိုက်ကြအောင်အရင်ဆုံးအနေနဲ့ကျွန်တော်ဒီနေ့တင်းရဲ့စုံတွဲမှုမှာတော့ကျွန်တော်ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်မယ်ဆိုတာ ကျွန်တော်ကတော့အာမခံတယ်ဘာအတွက်ကြောင့်လဲဆိုတော့အသိနှစ်သိန်းဖြစ်တယ်တစ်ဖက်ကလည်း real တစ်ဖက်ကလည်း manchester city ရဲ့စုံသွင်းမှုမှာတော့ဘယ်အသင်းကအတားကြီးရသွားမှာလဲ real metric ကလည်းကျွန်တော်တို့နောက်တန်းတွေမှာတော်တော်လေးမှာကျွန်တော်တို့ဒဏ်ရာရကစားသမားတွေများပြားနေတယ်လို့သူတို့အနေနဲ့တော်တော်လေးမှာတိုင်ပတ်နေတဲ့အချိန်မှာမှတစ်ဖက်က manchester city ကလည်းတော်တော်လေးမှာကောင်းမွန်လာတဲ့ခြေစွမ်းနေတဲ့အတူဆိုရင်တော့ဒီနှစ်သိန်းရဲ့စုံသွင်းမှုကတော့ကျွန်တော်တို့တော်တော်လေးမှာကြည့်လို့ကောင်းမယ် အမ်ဘာပေရဲ့ကျွန်တော်တိုက်စစ်နဲ့တစ်ဖက်ကဟာလန်တို့ရဲ့တိုက်စစ်ကဘယ်တိုက်စစ်ကပိုပြီးတော့ကောင်းမလဲဆိုတာတော့တော်တော်လေးမှရေခုံဆက်လုပ်ရှားတဲ့ကကောင်းနေတယ်လို့တော့မြင်တယ်။ဒီနေ့တိနောက်ဆုံးရှင်းပြထားတဲ့၅ဘွဲပြိုင်ပွဲဆို၅ဘွဲမှာကြည့်မယ်ဆိုရင်တော့ real matter တဲ့အနေနဲ့ကျွန်တော်တပွဲပဲရှုံးတယ်၊နှစ်ပွဲနိုင်တယ်၊နှစ်ပွဲသေချာတယ်။တစ်ဖက်က Manchester City Manchester City ကကျွန်တော်တေဘွဲလုံးဝမရှိဘဲနဲ့သူတို့အနေနဲ့သုံးဘွဲနိုင်တာနဲ့၂ဘွဲရှုံးထားတဲ့အတွက်ကြောင့်ကျွန်တော်မျှကြည်တော့ရှိတဲ့အနေထားမှာရှိတယ်။ဒါလည်းနောက်ဆုံးရှင်းပြထားတဲ့ပွဲမှာဆိုရင်တော့ ပြီးတော့ metric ကတော့ကျွန်တော်အိမ်ငွေမှာသူ့ရဲ့အိမ်ငွေမှာကျွန်တော်တို့0ဆိုပြီးတော့ရှုံးနေထားလို့ Manchester City ကတော့သူ့ရဲ့အိမ်ငွေမှာပဲကျွန်တော်တို့30ဆိုပြီးတော့ goal ပြတ်နိုင်ပွဲတွေကိုပုံပေါ်ထားတဲ့အတွက်ကြောင့်တော်တော်လေးမှကြည့်လို့ကောင်းမဲ့အနေထားမျိုးတွေရှိတယ်လို့တော့မြင်တယ်။ဒီနေ့သင်ရဆုံးပေးမှုကတော့ကျွန်တော်ဘောလုံးပြည့်တဲ့တဲ့စောင့်မျှော်ကြည့်ရဲ့စောင့်မျှော်နေကြတဲ့ပွဲကြီးပွဲကောင်းနေတဲ့တပွဲဆိုတာတော့အသေးချပဲလို့မြင်တယ်။ဒီနေ့သင်မှာဆိုရင်တော့ကျွန်တော်တို့ head to head ထိပ်တိုက်တွေ့ဆုံးမှာတော့ပြန်လည်ကြည့်မယ်ဆိုရင်တော့ အဲရီယယ်မက်ထစ်ကတော့ကျွန်တော်တို့6ချိန်ထိနိုင်ထားတယ်9ချိန်ထိကြတယ်မန်ချက်စတာစီးရီးယားတော့ကျွန်တော်တို့9ချိန်ထိနိုင်ထားတော့တွေ့ရမယ်ဒီနှစ်သိရဲ့စုံတွဲမှုတိုင်းကိုပြန်ကြည့်မယ်ဆိုတော့အနည်းဆုံးတော့ကျွန်တော်တို့နှစ်သိမောင်းကျွန်တော်အနည်းဆုံးတော့၄၉၅၉လောက်တွင်းထားနိုင်တဲ့တိုက်စစ်တွေကိုပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်ဒီနှစ်သိရဲ့စုံတွဲမှုတော့တော်တော်လေးမှကြီးလို့ကောင်းမယ်အထူးသဖြင့်ကျွန်တော်တို့ရီယယ်မက်ထစ်ကတော့ကျွန်တော်တို့ဒီနေ့ချင်မြန်မဲ့ချင်မြန်လေးပွဲစဉ်6မှာတော့သူတို့အနေနဲ့တော်တော်လေးမှအားနည်းနေတယ်လို့ပြောလို့ရအထူးသဖြင့်သူတို့ရဲ့နောက်တန်းကစားသမားတွေအများပြတိုင်ရန်ရတဲ့အထူးသဖြင့်ကျွန်တော် ထရန်ရောဘာတော်ကျွန်တော်တော်တော်လေးမှဒဏ်ရာပြဿနာတွေတုံတွေးတဲ့အတွက်ကြောင့်အဲကျွန်တော်ရီးရဲ့နောက်တန်းတော့အဲပို့ပြီးတော့မန်ချက်စတာစီးတီးဒရက်ဆာလို့ဆိုရင်တော့ပို့ပြီးတော့အားနေနေတယ်လို့တော့မြင်တယ်ဒါပေမဲ့လည်းစုံတွေးရမှာသူတို့ရဲ့အိမ်ငွေလည်းဖြစ်တယ်အိမ်ငွေပိတ်သက်အားနေပြီးလို့ဆိုရင်သူတို့ရဲ့ကစားသမားတွေအနေနဲ့ဘာတွေဘလို့လုတ်ပြနိုင်အောင်လဲဆိုတာအထူးပြေကျွန်တော်သူတို့ရဲ့အဓိကတိုက်စစ် ကစားသမားဖြစ်တယ် ဗီနစ်ဆက်ဂျူနီယာနဲ့တစ်ဖက်ကကျွန်တော်အမ်ဘာပေတို့ရဲ့တိုက်စစ်အတွဲကိုတော့တစ်ဖက်ကကျွန်တော်ဒိုကူဟာလန်ရဲ့ပြီးရင်တော့ကျွန်တော်ချက်ကီတို့ဘာတို့နဲ့အဲ့လိုမှမဟုတ်ဘူးလေဖူရန်နိုရဲ့အတွဲဖက်တကူတွေ့ရမယ်တော့ကြောင့်တော်တော်လေးမှကြည်လို့ကောင်းမဲ့အတွဲဆိုင်လို့တော့မြင်တယ်ဒီနေ့တင်းရဲ့ဆုံတွေ့မှုကလည်းကျွန်တော်တို့အမြဲတမ်းလို့လို့ကျွန်တော်ပွဲကြီးပွဲကောင်းတပွဲဖြစ်ပြီးတော့ကျွန်တော်ပြိသက်တည်လဲပြန်ဆိုင်မှုများတဲ့အပြိုင်ပွဲတပွဲဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးမှကြည်လို့ကောင်းမဲ့လို့မြင်တယ်အထူးသဖြင့်ကျွန်တော်တို့အဲအင်္ဂလန်ကနေပြီးတော့အဲထွက်တဲ့ကျွန်တော်အသင်း6တင်းနဲ့မှဆိုလို့ဆိုရင်ကျွန်တော်တို့အဲ တစ်ဖက်ကဘွနက်လီက Serie A လိုလာလီကရှင်းသမျှလေးရအသေးနေမှန်သမျှကိုကျွန်တော်တို့ပတ်ပြီးတော့အနိုင်ထားတဲ့ကျွန်တော်ပုံစံမျိုးလေးတွေရှိတဲ့အတွက်ကြောင့်အဲဒီတစ်ခါရှင်ပြိုင်မဲ့ကျွန်တော်တို့ Real Madrid နဲ့ကျွန်တော်တို့ Manchester City ရဲ့ကျွန်တော်တို့ England နဲ့ကျွန်တော်တို့ Premier League နဲ့တစ်ဖက်ကကျွန်တော်တို့အဲပွဲတွေ La Liga ပွဲတွေနဲ့ဆိုရင်တော့တော်တော်လေးမှကျွန်တော်တို့အတားစီးရနေတဲ့ Manchester City ကတော့ရှိနေတဲ့အတွက်ကြောင့်ဘာဒီဘလိုဆက်ဖြစ်အောင်လဲဆိုတာတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်။ဒီနေ့သင်းမဲ့ခမန်လိုင်းနဲ့လေးမှာဆိုတော့တစ်ဖက်ကကျွန်တော် Manchester အာစီးရီးအကြောင်းပြောခဲ့တခါကကျွန်တော်ရီးယဲအကြောင်းပြောရီးယဲကတော့ဒီနေ့ပုံမှန်တော့သူတို့ရဲ့အဓိကကုသမှာတော့ correct ပဲပါဝင်လာပြီးတော့နောက်တန်းမှာဆိုတော့ property တို့ပဲပြန်လည်ပွက်ထလာမယ်လို့မြင်တယ်တစ်ဖက်ကတော့ကျတော့ essential လူဒီကာနဲ့ပြီးလို့ချင်း carrier ပဲပြန်လည်ပွက်ထလာပြီးတော့ပြီးရင်တော့ကိုယ်လည်းမှာဆိုရင်ကျွန်တော် D ရဲ့ပြီးရင် Gola ပြီးရင်တော့ Chuamani နဲ့ ပယ်လင်ဟန်တို့ပဲထပ်ပြီးတော့ပွဲထလာမယ်လို့အမြင်နဲ့အင်္ဂလန်သားချင်းချင်းပြန်လဲဆုံတွေ့တဲ့ပွဲမှာတော့ဘက်ကောင်ပူကောင်းလေလို့မေးလောက်ရအောင်အထီးကိုကျွန်တော်တစ်ဖက်ကဖိုဒန်တို့အနေနဲ့ဘာဒီဘလိုလုတ်ပြနိုင်မလဲဆိုတော့တော်တော်လေးမှကြည့်လို့ကောင်းမယ်လို့မြင်တယ်။ပြီးတော့သူတို့ရဲ့တိုက်ဆက်တိုက်ဆက်မှာတော့သူတို့ရဲ့အဓိကတိုက်ဆက်ကကနာသမားနှစ်ယောက်ဖြစ်တဲ့အမ်ဘာပေဗီနီစီယဂျူနီယာတို့ပဲပွဲထလာမယ်လို့တော့မြင်တယ်။တစ်ဖက်ကမန်ချက်စတာစီးတီးမှာတော့မန်ချက်စတာစီးတီးရဲ့အဲကိုးသမားနေရာမှာကျတော့ကျွန်တော်ဂျွန်နယ်ရူးမှာပဲပွဲထလာမယ်ပြီးရင်တော့ကျွန်တော်နောက်တက်လင်းရောက်နေမှာအိုရိုင်းလေး လို့ဆိုကဘာရီယိုလိုဝင်ဒီရက်နဲ့ဒီတော့ပြီးရင်တော့မတီးရဲ့နုနဲ့တို့ပဲထပ်ပြီးတော့ဘွက်ထလာမယ်လို့အမြင်နဲ့ပြီးရင်တော့ Queenland မှာဆိုရင်ကျွန်တော်တို့ Nico ရှိမယ်ပြီးရင်တော့ Queenland တိုက်စစ်ကစားသမားတွေဆိုရင်တော့ Doku Foran Vigna ပြီးလို့ဆိုရင် Bernardo Silva နဲ့အဓိကကစားသမားတိုက်စစ်ကစားသမားဖြစ်တဲ့ Haaland တို့ပဲဒီနေ့ပွဲမှာပွဲထပ်ပြီးတော့ထလာမယ်လို့တော့မြင်တယ်ဒီနေ့တည်းရဲ့စုံတွေ့မှုမှာတော့ဘယ်အသင်းဟန်ပဲအတားကြီးရသွားမလဲဆိုတာတော်တော်လေးမှရင်ခုန်ဆဲလို့ဆရာကြီးကကောင်းနေပြီလို့တော့မြင်တယ်ဒီပွဲတော့တိုက်ပြီးတော့မဆောင်ညင်မနဲ့ တော်တော်လေးဥမာကြည်ကျင်နေတဲ့ပုံစံမျိုးလေးမှာရှိတယ်ညီကိုရီနေနေလည်းဒီပွဲကတော့စောင့်မျှော်ကြည့်ရှုသင့်တဲ့ပွဲတစ်ပွဲလို့တော့မြင်တယ်ဒါပေမဲ့အေးကတော့နည်းနည်းလေးတော့ပြတ်မယ်လို့ထင်တယ်ဒါပေမဲ့စောစောဆူဆူအိပ်ပြီးတော့ကျွန်တော်တို့အဲ9နာရီလောက်အိပ်လိုက်ပြီးဆိုရင်တော့ကျွန်တော်9နာရီလောက်ပြတ်ထားမယ်ဆိုရင်တော့ဂျားထဲမှာကျွန်တော်အိပ်ချိန်ကလည်းအဲ9နာရီဆိုရင်3နာရီပြောင်း9နာရီလောက်ရှိမယ်ဗျာပြီးလို့ထင်တယ်ကျွန်တော်တို့4နာရီခွဲလောက်ပြီးသွားမယ်ဆိုရင်တော့ပြတ်အိပ်မယ်ဆိုရင်တော့အဆင်ပြေတယ်လို့တော့မြင်တယ်မနေ့ဖက်အလုံးသွားမဲ့သူတွေက ငါဒီဘွဲ့တော်တော်လေးမှာစောင့်ကြည့်ဖို့ကောင်းတယ်လို့တော့ဒီကိုတွေကိုတော့တိုက်တွန်းခြင်းနဲ့ Okay အဲ့ဆိုကျွန်တော်တို့ဒီနေ့တည်းရကျွန်တော်တို့ table ရက်တီချက်လေးကိုကြီးလိုက်မယ်ဆိုရင်တော့ real metric ကတော့ကျွန်တော်တို့အဆင့်6နေရာမှာရက်တီနေတယ်သူတို့အနေနဲ့12မှတ်ရထားတယ် plug ကလည်းကျွန်တော်တို့9 9ထိရထားတဲ့အတွက်ကြောင့်သူတို့နေရာမှာအဆင့်6နေရာမှာရက်တီပြီးတော့ Manchester City ကတော့ကျွန်တော်တို့10မှတ်ပဲရထားပါတယ်9ဘွဲ့ကံပြီးသွားတဲ့အချိန်မှာ3ဘွဲ့နိုင်တဲ့2ဘွဲ့တည်2ဘွဲ့ရှုံး VAR လည်းကျွန်တော်တို့9ဘွဲ့ကံပြီးသွားတဲ့အချိန်မှာသူတို့အနေနဲ့ လေးဝက်နိုင်ထားတယ်သူတို့အနေနဲ့ချန်ပီယံလိမှာတပွဲပဲရှုံးထားတယ်လီဗာပူးရဲ့အင်ဂျင်မှာသူတို့အနေနဲ့ရှုံးထားတဲ့တပွဲပဲရှိထားတဲ့အတွက်ကြောင့်ရီးယားလည်းကျွန်တော်ချန်ပီယံလိမှာတော်တော်လေးမှခြေစွမ်းပြနေတယ်လို့ပြောလို့ရတယ်မန်ချက်စတာစီးရီးယားလည်းကျွန်တော်နောက်အခုနောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင်ချစ်ကျွန်တော်ချန်ပီယံလိအင်းအင်တာနက်ရှင်နယ်ပရီးမီယာလိဂ်ကတော့ချန်ပီယံလိတပွဲရှိတယ်ဒီပွဲမှာတော့သူတို့အနေနဲ့ရှုံးနေခဲ့တယ်ဗျာပြီးလို့ရှိရင်ဘာလဲဟိုပါဗလဲအင်းကျွန်တော်ပြောမှုမိတာပါ sorry ဟောပြန်ကြည့်လိုက်ပါဟိုဟာ လီဗာပူးကိုပြောင်းလာတယ်အဲလီဗာကူစင်နဲ့တွေ့တဲ့အချိန်မှာတော့သူတို့အနေနဲ့ရှုံးနေသွားတယ်ဗျအဲ့ဒီပွဲတပွဲလောက်ပဲရှုံးနေကျန်တဲ့ပွဲတွေမှာသူတို့လည်းနိုင်ပွဲဆက်တယ်အဲ့တော့တော့သူတို့အနေနဲ့တော်တော်လေးမှယုံကန်နေရတဲ့အချိန်မျိုးဒါမှလည်းခုနောက်ပိုင်းမှာမန်ချက်စတာစီးတီးကတော်တော်လေးမှပုံစံကောင်းကြီးတတ်တတ်လာတယ်လို့ပြောလိုက်ရအထူးသဖြင့်သူတို့ရဲ့ကွင်းလင်းနဲ့တိုက်စစ်ကအဲဒီကကျွန်တော်တို့ အဲတွင်းမိုးတွေကိုတွင်းနေတဲ့ပုံစံမျိုးအထူးသဖြင့်ကျွန်တော်ပူတယ်ဆိုလို့လည်းခုနောက်ပိုင်းပွဲဒီမှာတော်တော်လေးမှကျွန်တော်ပွဲတိုင်းလိုလိုခြေစွမ်းတွေပြတတ်ပြီးတော့သူ့စီရနေပြီးတော့ကျွန်တော်တွင်းမိုးတွေကိုတောက်လျှောက်မြင်တွင်းနေရတဲ့အနေထားမှာဆိုရင်တော့မန်ချက်တာစီးတီးနဲ့ကျွန်တော်ရီယယ်မက်ထရက်ဆုံတွင်းမှုမှာတော့ဘယ်အသင်းကအသာစီးရသွားမလဲဆိုတော့တော်တော်လေးမှရင်ခုန်ဆဲလို့ဆရာကြီးကကောင်းတယ်တကယ်လို့တော့ရီယယ်အနေနဲ့သူ့ရဲ့အင်ကွန်းမှာတော့9ဝဲဆက်သွားမယ်ဆိုရင်တော့ရီယယ်အနေနဲ့ကျွန်တော် 15မှတ်ရပြီးတော့သူကကျွန်တော်တို့အဆင့်3နေရာဒီကိုပြန်လဲတက်လန်းလာနိုင်မဲ့ခွင့်ရည်တွေရှိပြီးတော့မန်ချက်တာစီးရီးယားတော့သူတို့နေရတာကျွန်တော်တို့နိုင်ပွဲကိုပြန်လဲပို့ဖို့မယ်ဆိုရင်တော့73မှတ်ရမယ်ကျွန်တော်အဆင့်ရက်တိချက်မှာလဲ128ကိုပြန်လဲဝင်ရောက်လာမဲ့ခွင့်ရည်တွေရှိတဲ့အတွက်ကြောင့်မန်ချက်တာစီးတီအနေနဲ့လဲဒီခွင့်ရည်ကိုလက်လော့ခံနေမှာမဟုတ်ဘူးလို့မြင်တယ်ဘာတဲ့ကြောင့်လဲဆိုရင်ကျွန်တော်တို့ ဘယ်နေ့မှတော့ကျွန်တော် play off နေကစားပြီးတော့ကျွန်တော်ပွဲပို့တွေကစားပြီးတော့တက်လာခြင်းမှာတော့မဟုတ်သူပြကျွန်တော် Manchester City Manchester City ကလည်းကျွန်တော်တို့ Premier League မှာဆိုရင်သူနေတဲ့အဆင့်နဲ့နေရာမှာရပ်တည်ထားတယ်အဆင့်တက Arsenal နဲ့လည်းအမှတ်တိတ်တော့မကွာထားတဲ့အချိန်မှာတော့ကျွန်တော်အမှတ်တွေပြန်လိုက်လို့မှီနိုင်သေးတယ်ပြီးရင်လည်းကျွန်တော်တို့အဲ Caravan Cup မှာလည်းသူတို့အနေနဲ့ကျွန်တော်အတင်းကောင်းတင်းဖြစ်တဲ့ကျွန်တော်အတင်းအနေနဲ့လည်းစုံတွေ့ထားနိုင်ရရှိတယ်ပြီးရင်လည်းကျွန်တော် Champion League ပွဲလည်းရှိတဲ့အတွက်ကြောင့်သူတို့အနေနဲ့ အဲ၃နေရာထိလောက်ကိုပြန်လဲကစားရမှာပြီးရင်တော့ကျွန်တော်တို့ FA Cup တွေပါပြန်လဲဝင်ရောက်လာမယ့်အချိန်မှာတော့ကျွန်တော်တို့ပွဲတွေရများသွားတဲ့အချိန်မှာကစားသမားတွေနဲ့ကျွန်တော်တို့ပွဲပတ်မှုဒဏ်နေပြီးရင်ကစားသမားလုံလောက်မရှိတဲ့အချိန်မှာတော့တော်တော်လေးမှတစ်ခါရောက်မယ့်အချိန်တွေမျိုးရှိတဲ့ကြောင့်ဘယ်အသင်းမှမှကျွန်တော်တို့ player အနေရောကန်ပြီးတော့အဲ့နောက်တစ်ဆုံကိုတက်ချင်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့1 to 8ကနေပဲ diet ကျွန်တော်တို့တက်ချင်တဲ့အသင်းတွေလိုပဲကိုယ်အသင်းဖြစ်တဲ့ဘယ်အသင်းဖြစ်ဖြစ်ဒါအသင်း fan line လို့လို့ကတော့ဒီအနေထားမှာရှိတယ်ဒီတော့ကြောင့်လဲကျွန်တော် Manchester City အနေနဲ့ဒီပွဲမှာတော့သူတို့အနေနဲ့ อะชุบหมုတ်တော့มาอนัยหมုတ်တော့มาตีย่าตะแม่ละโหที่โหส่อกษาตั้วနိုင်ကြီးရှိတယ်ပြီးတော့ကျွန်တော်ရီးရဲ့နောက်တက်အားနေနေတဲ့အချိန်မှာတော့မန်ချက်တာစီးရဲ့တိုက်ဆက်ကအခွင့်ကောင်းယူနိုင်မလားဆိုတော့တော်တော်လေးမှစောင့်ကြည့်ရမယ်ဒီဘက်ကကျွန်တော်မန်ချက်တာစီးရဲ့ကျွန်တော်ခန်းစစ်တွေဖြစ်တဲ့လိုပင်တီးရဲ့တို့ကဘာရီယောကတို့ကလည်းပြီးတော့စေဒီဘက်ကကျွန်တော်မျက်နှုံးမြင့်ကစားသောင်းဖြစ်တဲ့ဘပင်နဲ့ကျွန်တော်တို့ဗီနီဆက်ဂျူနီယာတို့တော်တော်လေးမှကျွန်တော်ထိန်းသိမ်းရမယ်လို့မြင်နေခုနကစားသောင်းမှာပြောဒီကိုတို့ဘာလို့ဆိုရင်လည်း အဲသူတို့ကျွန်တော်တို့ဘနာလိုစေးပါဘနာလိုစေးပါကျွန်တော်ပွဲတိုင်းလို့လို့ကြည့်မယ်ဆိုရင်စေးပါနေနေနဲ့ကျွန်တော်စေး CB ထိလောက်ကိုစေးပြီးတော့ကုနေတဲ့အခြေအနေမျိုးတွေရှိတဲ့အတွက်ကြောင့်မန်ချက်စတာစီးရီးယားနောက်တန်းတော်တော်လေးမှလုံခြုံနေတဲ့အနေအထားမျိုးရှိတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့စီးရီးယားနောက်တန်းတော့ကျွန်တော်ဘာပေတို့အတွဲဖက်ကိုတော့တတ်တော့နိုင်မယ်လို့တော့မြင်နေကိုယ်နဲ့ကစားသောဖြစ်တဲ့ဘယ်လင်ဟန်နဲ့တော်တော်လေးမှ ပွဲတိုင်းလိုလိုခြေစွမ်းတွေကိုပြသထားနိုင်တဲ့အတွက်ကြောင့်ဘာဒီဘလူးဆက်ဖြစ်မှလဲဒီနှစ်သင်းရဲ့ကျွန်တော်စုံပေးမှုမှာတော့ဒီနှစ်သင်းစုံပေးမှုမှာကျွန်တော်မြင်ရဆိုရင်တော့မန်ချက်စတာစီးတီးနေတဲ့အဝေးကမှတွားရောက်ရှင်ပြန်ပြီးပွဲတိုင်ရောနိုင်ပွဲတပွဲကိုဖော်ဆောင်နိုင်မှုဒရုန်းမှာခွင့်ရရှိမယ်လို့တော့မြင်တယ်ဒါမျိုးလည်းတစ်ဖက်ကလည်းကျွန်တော်ရီယက်မက်ထကလည်းအင်္ဂအတာရဲ့နဲ့သူတို့ရဲ့နောက်တန်းမှာအာနဲ့နေတဲ့တိုင်အောင်သူတို့ရဲ့တိုက်စစ်ကဘာဒီဘလူးကျွန်တော်တို့အဲတွင်းကိုတွေကိုပြန်လည်မြင်တွေ့ရမယ်ဆိုတော့ ညကိုဒီနဲ့တညစောင့်မျှော်ကြည့်ရှုအားပေးလို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဘလောက်ပါလဲညကိုဒီနေနဲ့တညချင်မြင်ရမယ်မန်ချက်တာစီးတီးနဲ့ရီယယ်မက်ထရီတို့ရဲ့ပွဲကိုဘလို့မြင်ရလဲဦးမြောက်ဆွေးလေးမှတ်ချက်ပေးသွားလို့ရပါတယ် YouTube မှာကျွန်တော်ရဲ့ live လေးရှိရတဲ့အတွက်ကြောင့်ညကြရင် live ရောက် join ပေးဖို့တင်နေရနေတော့ထပ်မံပြန်ပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်